အားလုံးပဲမင်္ဂလာပါဓမ္မဖြင့်အာရမကို တော်လန့်ခြင်းဓမ္မတာကိစ္စသကားဝိုင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဦးဇင်းတို့ဒီဓမ္မတာကိစ္စသကားဝိုင်းကို အပတ်စဉ်ကျန်တာပရိနစ်မြမသန်တော်ကြီးည၈နာရီတိုင်းထုတ်လွှင့်နေတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်ဒီတစ်ပတ်မှာအပိုင်း90ကိုရောက်ရှိလာပြီဖြစ်ပါတယ်အပိုင်း90မှာဆရာတော်ဦးကောဝိဒ်ဂျာမနီဆွေးနွေးခဲ့တဲ့ဆွေးနွေးချက်တွေကို ပြန်လည်တင်ပြသွားမှာပဲ ဖြစ်ပါတယ်။ဒါတော့ဥကောဝိဒဂျာမနီကဖက်ဒစ်စစ်တမရင်းတပ်ရဲ့ခေါင်းဆောင်မင်းအောင်လိုင်းရာဇာသမတပူတင်နဲ့တွေ့ဆုံပြီးတော့စာအုပ်တို့လက်ဆောင်ပေးရာကနေစတင်ပြီးတော့ဒီနေ့အွန်လိုင်းပေါ်မှာသူညာပွဲလို့ရိုက်သွားတဲ့မာလာရဲ့ကဘာကျော်ဂျင်းအကြောင်းကိုခုလိုဆွေးနွေးထားတာပဲဖြစ်ပါတယ်ရုရှားကပူတင်ကလည်းအာနာရှင်ပဲအာနာရှင်ဖြစ်ပြီးတော့သူ့ကိုလည်းဘယ်သူမှ တွေ့မဲ့ပုံကမရှိဘူးအဲ့တော့သူတို့နှစ်ယောက်အချင်းချင်းပဲဘုကူကြည်မြောက်ကြည်ပုံမြောက်ဆိုသလိုပဲအပြန်လန်မြောက်နေကြတဲ့သဘောရှိတယ်ပေါ့နော်ဒီကြားထဲမှာမဲအွန်လိုင်းကပူတင်ဟာရင်းနှုံးကကျွတ်ဖြစ်ခဲ့တယ်ဆိုပြီးတော့ပြောတာပေါ့နော်တော့မှကျွတ်မဲဖြစ်ခဲ့တယ်ဆိုပြီးတော့ပြောတာဒါပေမဲ့ပူတင်တို့ရဲ့အယူအဆနဲ့ပူတင်တို့ယုံကြည်ထားတဲ့ဘာသာတရားအယူအဆနဲ့ကြတော့တော်တော်ကြီးကိုမတူဘူးလေအနောက်နိုင်ငံတွေဆိုတာတွေကဒီလို ယုံကြည်မှုတွေမှမရှိကြတာအဲ့ဒီပြောတဲ့အချိန်မှာကုတင်ရဲ့မျက်နှာကိုကြည့်ကြည့်တယ်ယုံစည်စည်နဲ့ဩခပေါ်ပေါ်နဲ့မဲအောင်လိုက်ဒီငနဲ့ဘာတွေလာပြောနေလဲမသိဘူးဆိုတော့အကြည့်မျိုးမျက်နှာမျိုးတွေတွေ့ရတယ်ပေါ့နော်အဲ့တော့ငါ့ကိုများကြွက်နဲ့လာနိုင်တယ်ကွာဆိုပြီးတော့အဲ့ဒီသဘောမျိုးသွားတွေ့ရတယ်ပေါ့အဲ့တော့မဲအောင်လိုက်ကတော့ဘာပဲဖြစ်ဖြစ်သူ့ရဲ့အာနာတီမြဲကိုသူ့ရဲ့ကိုကျိုးအတွက်ဆိုလို့ရှိရင်ဘာသာတရားကိုလည်းပဲအလွဲသုံးစားလုပ်ဖို့အဆုံးချဖို့ဝန်မလေးပါဘူး မဲအောင်လှိုင်တင်လားဆိုတော့အများကြီးပါပဲသမိုင်းမှာเนาะအဲ့တော့မန္တလေးမြို့ကိုတည်ခဲ့တဲ့ဘယင်ကြီးကလည်းထုံနီးလက်ကောက်ပဲလေဗာလဲဟိုမန္တလေးတောင်ပေါ်သွားပြီးတော့တင်ညွညွန်းနဲ့အမမင်းတို့မင်းကြီးဗျာမင်းတို့မင်းကြီးเนาะအဲ့မန္တလေးတောင်ပေါ်သွားပြီးတော့ဒီကားတဲ့အာဒီနေရာမှာဘာဖြစ်လဲဆိုတော့ဘလူးမတွေကသူ့ကိုနှုတ်လူတယ်တဲ့အဲ့ဒီဘလူးမတွေကနောက်တစ်ချိန်မှာဒီနေရာမှာဘယင်မင်းကြီးဖြစ်လိမ့်မယ်ငါတာတဲ့ငါတာတနာကိုချင်းမြောင်ထောက်ပတ်နဲ့ ရင်ကြီးဖြစ်နိုင်မယ်ဆိုပြီးတော့အဲ့ဒါဘုရားကဗျာဒိတ်တော်ထားခဲ့တယ်တဲ့ဆိုပြီးတော့အဲ့လိုဂျင်းနေထည့်တဲ့အခါကျတော့ဒါဦးဇင်းတို့နိုင်ငံသူနိုင်ငံသားတွေကဗုဒ္ဓဘာသာကိုအသွေးထည့်အသားတွေကယုံကြည်ကြတာဆိုတော့ဟောမြတ်စွာဘုရားကိုယ်တိုင်ကတောင်မှဗျာဒိတ်တော်ထားခဲ့တဲ့ဘရင်ကြီးပါလားငါတို့မပြောရဘူးမပြောရဘူးဆိုပြီးတော့အဲ့ဒါလိုဖြစ်ကြတာသူတို့ကလည်းဘာသာတရားကိုအဲ့လိုပဲဂျင်းထည့်ခဲ့ကြတာပေါ့နော်အဲ့တော့မင်းတို့မင်းကြီးကိုပြောလိုက်မယ်ဆိုလို့ရှိရင်ဟာဗုဒ္ဓဘာသာကိုဗုဒ္ဓရဲ့ဗျာဒိတ်တော်ကြီးကိုပဲ စော်ကားသေးအောင်ရောင်းအဲ့အဲ့ဒါလိုဂျင်းတွေအမျိုးမျိုးထည့်ခဲ့ကြတာပေါ့အခုလည်းပဲမင်းအွန်လိုင်းကမလုပ်တယ်လဲဆိုတော့သူကိုယ်တိုင်ကပဲဟိုဘုရားရဲ့မြတ်စွာဘုရားရဲ့ဗျာဒိတ်တော်အရာပေါ်လာတဲ့မင်းကြီးလူလူဟာလာအခုပူတင်နဲ့အပြိုင်သူကပူတင်ကအောင်မှာဟာလဲရုရှားမှာမင်းကြီးကျွတ်မင်းကြီးပေါ့နော်ကျွတ်ကနေပြီးတော့ reincarnation ပြန်ပြီးတော့ဝင်စားလာတဲ့မင်းကြီးဖြစ်တယ် အာသူကသူကလည်းပဲဒီမှာမြန်မာနိုင်ငံကိုအုပ်ဆိုးတယ်ဆိုပြီးတော့အဲ့ဒါလိုသွားပြီးတော့ဂျင်းသွားထဲတာเนาะဒါပေမဲ့ကိုကဘယ်ယုံမလဲမင်းကိုလည်းငါကူညီပါမယ်ဆိုပြီးတော့ချွေးသိလိုက်တာပေါ့တကယ်တမ်းကျတော့ကိုကယူကရိန်းနဲ့တိုက်နေရတာလူတွေကမရှိတော့ဘူးလေအဲ့တော့သူတို့စစ်သားတွေကမရှိတော့ဘူးသူတို့ပြည်သူတွေကလူငယ်တွေကဘာဖြစ်လဲဆိုတော့ဒီမှာလည်းပဲလာကြတယ်လာကြတော့ဟလာယူရုရှားကလူငယ်တွေအမျိုးသားတွေမျိုးသမီးတွေ ပူတင်ကိုမကြိုက်တဲ့ဟာတွေတော်တော်များများရှိတယ်နော်ပြပမှာထွက်နေကြတယ်အဲ့ဒီခါကျတော့သူတို့မှလည်းစစ်သားတွေကမရှိဘူးမရှိတော့မြောက်ကိုရီးယားကိုတောင်းကူညီတောင်းနေရတယ်အဲ့တော့မဲအောင်လိုင်းကိုဒါဆိုရင်မင်းလည်းပဲမင်းစီကလူတွေငါစီလွတ်လို့ပြောမှာပေါ့စစ်သားတွေလွတ်လို့တော့ဘယ်ပြောပါမလဲအဲ့တော့ဗါပြောမလဲဆိုတော့အလုသမားတွေလွတ်ပေါ့ရုရှားကအလုသမားရေးဝန်ကြီးနဲ့မြန်မာနိုင်ငံကအလုသမားရေးဝန်ကြီး MOU လက်မှတ်ထိုးတယ်တဲ့အဲ့တော့မြန်မာနိုင်ငံကအလုလုချင်းတဲ့ပုံကိုယ်တွေရုရှားကိုလွတ်ပေးမယ်ဆိုရင်သိကြတယ်အဲ့ဒါပူတင်ရဲ့ထွေးတက် စစ်စခန်းမှာတခါတည်းရှေ့တန်းမှာအပုတ်ခံရပြီသိကြတယ်အဲ့တော့တကယ်ရရှားပြန်ဆိုတဲ့အဲ့ဒီမှာဟိုစစ်သားတွေကိုယ်တိုင်ကလည်းဘာဖြစ်လဲဆိုတော့တကယ်ဘာမှကိုမတင်ကြရဘူးအဲ့ဒါတကယ်ပြောတာပါနော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမှာရောက်သွားတဲ့တချို့ဆရာတော်ကြီးတွေရှိတယ်အဲ့ဒီဆရာတော်ကြီးတွေ ਨੇ လိုက်သွားတဲ့တကားတွေနော်တကယ်တထေးတွေပေါ့ဆရာတော်ကြီးတွေ ਨੇ နံပါတ်1နံပါတ်2အဲ့ဒါလိုအဆင့်ရှိတဲ့မြန်မာနိုင်ငံကနေပြီးတော့ဓမ္မကတိကကြီးတွေ ုညာနေတရာရူပေါ့ကွာအဲ့ဒါဥစေကိန္ဓာရူသူတို့သွားတယ်သူတို့နောက်ကလိုက်တဲ့တတိတွေဆိုတာကတုံယုံတုံတတိအကတ်မခံဘူးလေအလိုက်မခံဘူးအဲ့တကယ်တတိတွေလိုက်တယ်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီတတိတွေစီမှာသွားပြီးတော့ရောက်နေတဲ့စစ်ဘိုးတွေကပတ်စံတောင်းတော့တာပဲအဲ့ဒါပတ်စံတောင်းတယ်ခင်ဗျာပေးပါဦးဆိုအဲ့ဒါ၄900လောက်ပေးလို့ရှိရင်ဘယ်ကျင်းနဲ့မလဲညနေထားရင်ဟာခင်ဗျာကျုပ်က၄900လောက်ခရင်းနဲ့ဘယ်လို့ရမလဲဗျာဆိုပြီးတော့အဲ့ဒါအနည်းဆုံးတော့1000လောက်ဒေါ်လာ1000လောက်ပေးရတယ် သူတို့စီမှာเนาะအဲ့တော့သူတို့မလုပ်လဲဆိုတော့ဘာမှလည်းမလုပ်ဘူးအဲ့ဒါသင်တန်းလည်းသွားတက်ကြတာမဟုတ်ဘူးအတော်အများစုပေါ့အများစုကိုပြောတာပေါ့ပြီးတဲ့အခါကျတော့ရုရှားပြန်ရုရှားပြန်ဆိုရောဒီမှာမွန်ပြည်နယ်မှာရောကရင်ပြည်နယ်မှာရောဟာလားရုရှားပြန်ဆိုတဲ့စစ်ဗိုလ်တွေတက်ကြတယ်ဟာလားဖန်ခံရတာတွေတွေ့နေရတာပဲဘာရည်ချင်းရှိလဲဆိုတော့ဘာမှအရည်ချင်းမရှိဘူးရည်ချင်းမရှိဘူးဆိုတာကဟိုမှာတကယ်ကိုလက်တွေ့ဘာမှတင်ပေးတာမဟုတ်ဘူးခုလည်းပဲ အဲ့ဒါမဲအောင်လိုင်းကိုဟိုကဂျင်းထည့်လိုက်တာပဲတကယ်တမ်းကျတော့နော်အခုဒီမှာတယန်သာ IAO တွေ PDF တွေနဲ့လက်တွဲပြီးတော့အခုတော်လန်စစ်ပွဲတွေဆင်နွှဲနေကြတာသူတို့တကယ်ကိုမခံနိုင်မဖြစ်နေပြီเนาะဖြစ်နေကြတဲ့ခါကျတော့အခုသွားတယ်ရုရှားကိုသွားတော့သူတို့အတွက်ကတော့ဒါအသက်ရှူပေါက်ခြောင်တယ်လို့ပြောလို့ရတယ်အသက်ရှူပေါက်ဆိုတာကတော့ဗာလဲဆိုတော့ဒါသူတို့ရဲ့တက်တွဲမှာ ဂျင်းထည့်လို့ရသွားတာပေါ့နော်ဂျင်းထည့်လို့ရသွားတယ်သူတို့ရဲ့တက်တွဲမှာဟာလာ motivation ပြည့်လို့ရသွားတာပေါ့အဲ့ဒီကနေပြီးတော့အခုဖုန်းခေါ်တယ်လို့သတင်းစာတွေထဲမှာတွေ့ရတယ်လေအဲ့တော့မဲအောင်လိုင်းကဒီစိုးဝင်းတို့ဘာတို့ကိုဖုန်းခေါ်ပြီးတော့ဟာဒီတကားတော့တကယ်ချင်းနေကောင်းတယ်ဟာဆိုပြီးတော့အဲ့လိုပြောတယ်တဲ့အဲ့ပူတင်ကြီးနဲ့ငါတကယ်ကိုဘယ်လဲတကယ်ငါတွေ့ရတယ်စကားပြောရတယ်ဆိုပြီးတော့အဲ့ဒါကိုပဲသူတို့ကတကယ်ကိုတွတ်တက်မှုကြီးလို့အဲ့လိုထင်နေတာပေါ့ ဲ့တော့စောစောကပြောသလိုဘုတ်ကြီးမြောက်ဒီဘုတ်မြောက်ဆိုသလိုပဲအပြန်အလှန်ဖြစ်နေကြတဲ့သဘောပါဘယ်သူမှလူရမသွင်းတော့တဲ့နှစ်ယောက်အတူတူစုံနေကြတာပါတစ်ချိန်ချိန်မှာတော့ဒါအခုနမိတ်အတိတ်နမိတ်လိုပဲကျွတ်တွင်းလိုကျွတ်တကယ်ကိုကျွတ်ဖြစ်တယ်မှာကျွတ်ဆုပ်ဖြစ်တော့မှာနှစ်ယောက်လုံးကကျွတ်ဆုပ်ဖြစ်မယ်အနေထားဖြစ်နေတယ်ဒါကြောင့်မလို့ဒီအခုတိုက်ပွဲဝင်နေကြတဲ့တရင်သား IAO တွေနဲ့ PDF တွေလက်တွဲညီညီနဲ့ဆက်လက်ပြီးတော့တိုက်မယ်ဆိုရင် လက်တကမ်းအလိုမှာ မာလာတို့ရဲ့ဏိကုံးဟာအဆုံးရောက်တော့မယ်ဆိုတာကိုပြောကြရတဲ့ဦးစင်းရဲ့ပြောကြချက်ကိုဏိကုံးချုပ်ပါတယ်ဒါကတော့ဆရာတော်ဥက္ကဝိဒဂျာမနီဆွေးနွေးခဲ့တဲ့ဆွေးနွေးချက်တွေကိုပြန်လည်တင်ပြခဲ့တာပါဆိုတော့ဦးစင်းတို့မြမသမိုင်းတွေကလည်းပဲပါဇက်ရာသဝင်တွေကပဲသမိုင်းတွေအဖြစ်လက်ခံထားကြတာတွေကလည်းရှိနေကြပါတော့။သမိုင်းသူဒေတီတွေကကြောက်စာအထောက်ထားတွေတခြားတခြားသောပေသာအထောက်ထားတွေပေါ့နော်။တိတိကျကျနဲ့တက်တွေခိုင်ခိုင်မာမာထူပြီးတော့မှရေးသားထားတဲ့သမိုင်းမျိုးတွေလည်းရှိပါတယ်။ ဒါပေမဲ့ဥဒနုနိုင်ငံမှာအများဆုံးထွန်းကားနေတာဟာဗဇက်ရာသွေးကပြောတဲ့ဗဇက်သမိုင်းတွေဟာတော်တော်ကြီးကိုထွန်းကားနေပါတယ်။ဥဒနုဖေဒနုဆိုလို့ရှိရင်လည်းဒီအတိုင်းပါပဲ။ဥဒနုနိုင်ငံမှာဖေဒနုဆိုရင်တရခိတရပြည်ပတ်မှာဖေဒနုသမိုင်းရှိသလိုဥဒနုဒဇယ်မြို့နယ်ဘက်မှာလည်းပဲဖေဒနုသမိုင်းတွေဟာဗဇက်ရာသွေးနေဘာကြောက်စာအထောက်ထားအုတ်ခွက်စာအထောက်ထားဘာတစ်ခုမှမရှိဘဲနဲ့နားထောင်ကောင်းယုံလောက်အေးရဝင်ပုံပြင်တာတာတွေဟိုသမိုင်းအဖြစ်နဲ့လက်ခံထားကြတာတွေအများကြီးပါ။ ဒါကြောင့်မို့လဲတဲပြူစီရတော့လို့ခုလက်ရှိနာမည်ကြီးနေတဲ့ဘုန်းကြီးတစ်ပါးကအဲ့ဒီဘေဒနိုးဘီရင်မကိုပဲဟိုခုတော့လုတ်ပြီးတော့မှမဟာမြိုင်တောထဲမှာရှိနေတဲ့ရွှေတရံသာဒတွေတစ်တရံသာဒတွေကိုခရိုနီတွေနဲ့ပေါင်းထုတ်ပြီးလဲပြီးရောလေကျွန်းရံအောင်ဆိုတဲ့ဘုရားကြီးကိုဘေဒနိုးဘီရင်မရဲ့တောင်းဆိုချက်အရတဲတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ဒါဂျင်းနေပေါ့ဗျာအဲ့ဒီဂျင်းတွေကိုအတုံးလိုက်တက်လိုက်ထည့်ခဲ့ကြတာပါဆိုတော့ဒါဥသိန်းတို့ဒဇယ်နယ်နားမှာရှိနေတဲ့ တက်ဝိုက်ကိုဦးသိန်းဒါပြောပြတာဖြစ်ပါတယ်ဆိုတော့မြန်မာတနိုင်ငံလုံးမှာရှိနေတဲ့စောစောကတမိုင်းကြောင်းတွေရာလည်းပဲအများကြီးပဲဦးသိန်းတို့ချွေကုံဖျားတမိုင်းလည်းပဲဒီအတိုင်းပဲဟိုတန်တဲ့ထိကအကာလီကမကြပါနော်ဟိုမြတ်ဗုဒ္ဓကပဲစံတော်တွေလှမ့်ပြီးလို့ဒီစံတော်တွေကနေမှငကားတွေကလို့အများကြီးပါချေတကုံဖျားသမိုင်းကိုလူတိုင်းဒီပါသိကြပါတယ်။ကြတိယောဖျားသမိုင်းနဲ့ဒီတိုင်းပဲရွှေဆက်တော်ဒီတိုင်းပဲ။ဟိုစောစောကဆေတော်ကိုဝိဒ်ဂျာမနီမိငဲ့တဲ့ မန္တလေးတမိုင်းဆိုပိုတော်ဆိုးသည်ဒီလိုတော့ကြီးအောင်ကြတော်ကြီးမြဲမြဲတဲ့မှာဖះကဘာကိစ္စကြွလာမှာတော့တခုရှိတာကဦးသင်တို့ဘုရားဘာသာတွေတော်တော်များများကလည်းပဲဖះဆိုလို့ရှိရင်ထေကတဲ့နေကောင်းငွေငိုင်းပြန်ခိုင်းနေတာတွေကတော်တော်စူးစူးဝါးဝါးတွေပဲဒါဘုရားရဲ့အတေရော်တွေကိုတော့ဖြည့်ဆည်းနေတယ်လို့ဦးသင်တို့ကတော့မြင်ပါတယ်ဆိုတော့အဲ့လိုဖះကမြန်မာနိုင်ငံမှာရောက်လာပြီးတော့မှခြေတော်ရာတွေထားခဲ့တယ်ဗျာဒိတ်တွေထားခဲ့တယ်ဆိုတော့ ဂျင်းမျိုးတွေအများကြီးအခု နိုင်ငံတော်အဆင့်လို့သူတို့ကိုသူတို့သတ်မှတ်ထားတဲ့ပုံကိုယ်တွေကတခြားသောနိုင်ငံတွေကိုသွားပြီးတော့မှတန်ရေးတမန်ရေးတကားပြောရင်းနဲ့ဂျင်းတွေလှည့်ထည့်ပြန်ပြီဟိုကလည်းမယုံဘူးလေဆရာတော်စောစောဥက္ကဋ္ဌဂျာမနီမိငဲ့တယ်လို့ပေါ့မယုံဘူးလေပေါ့ကြောင်ကြောင်တွေပဲထင်ကားမှာပေါ့ဒီလိုသွားပြီးဂျင်းထိုက်လိုက်တာဟာတန်တမန်အတတ်ပညာရဲ့နောက်ဆုံးလားပေါ့နော်ဒီလိုတွေလည်းတွေးတောเสียရရှိပါတယ်ဦးဇင်းတို့ပြည်သူတွေဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော်တော်ကြီးကိုရှက်เสียရကောင်းပါတယ် ဥသနုတိုင်ကဟာမှာဒီလိုပုပ်ကူမျိုးကိုခေါင်းဆောင်တင်ထားရတယ်ဆိုတော့ကပ္ပအလယ်မှာတော်တော်ကြီးကိုရှက်စရာကောင်းပါတယ်ဒီလိုဖျားသမိုင်းတွေကိုခုတို့လို့ဘာသာသာသနာကိုစောင့်ရှောက်ပါတယ်ဆိုပြီးတော့မှဘာသာသာသနာကိုစော်ကားနေကြတာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဆိုတဲ့နာမည်ကြီးကိုတက်ပြီးတော့ဦးသင်းတို့ရဲ့ဗုဒ္ဓဘာသာသာသနာကိုစော်ကားနေတာတွေကိုကြတော့ဦးသင်းတို့ရဲ့ဘုန်းကြီးတွေကလည်းရင်ကုန်နှုတ်ပိတ်ပြီးတော့မှဒါကြီးမဟုတ်မှန်းဘုန်းကြီးတိုင်းသိတယ် သို့တော်လည်းပဲဒီဖုန်ကြီးတွေကရင်ကိုနှုတ်ပိတ်ပြီးတော့မှ ပြောလည်းမပြောကြဘူးတဲ့မှလည်းတဲ့မှမူလည်းမပြုတ်ကြဘူးဦးသူတို့ယဟန်တွေဆိုလို့ရှိရင်မကောင်းမြတ်တာကောင်းရညွန်လေအသေးဟောကျူနာဘုထတ်မှနတ်ထန်တင်ရာမေတ္တာလည်းပြုယဟန်မူ6ခုလင်းတေချာဆိုတဲ့ယဟန်ကျင့်ဝတ်6ပါးရှိပါတယ်မင်းအောင်လန်ဒီနေ့ရာဇဝတ်သွားပြီးတော့မှဘုရားမဟောတာတွေကိုဘုရားဟောလို့ပြီးဂျင်းသွားထဲ့နေတာဒါကောင်းတဲ့လို့မဟုတ်ဘူးလေဒါတားမြစ်ကြမှာဝေဖန်ကြမှာပဲဖြစ်ပါတယ်ဒါတော့ဦးသူတို့မြန်မာနိုင်ငံမှာရှိနေတဲ့ ဟိုဖုန်ကြီး၃သိန်းကလည်းပဲမိမိတို့ရဲ့မျက်စိရှေ့မှာလေးနေနေဘုံကျဲပြည်သူတွေကိုတတ်ဖြတ်ရွာမင်းနေရှုမရင်းကျင်နေတာတွေမြင်နေတာတော့မှဒါကိုတခွန်းတလေမှတော့မှဝေဖန်ထောက်ပြမှုဆုံးမပဲ့ပြင်မှု မရှိကြဘူးဆိုတော့ဒီလောက်လေးသွားပြီးတော့ကဘာမှာပတ်လိမ်တာလဲဆုံးမပဲ့ပြင်မှုရှိမှာမဟုတ်ပါဘူးဒီတော့အာရမကို အာရမချစ်ခင်မြန်လို့တဲ့သူတွေကပဲထောက်ခံကြတဲ့အခါမှာဥသွေးရဲ့နိုင်ငံမှာအာရမရဲ့စိုးရိုးတက်ရောက်မှုတွေဒီနေ့ဖြစ်ပေါ်နေတာလဲမဆန်းပါဘူး ။ဒါကြောင့်ဒီလိုအရမတွေဖန်တီးနေတဲ့သူတွေကိုဦးဇင်းတို့တတိမလွဲမဲ့တွေဖယ်ရှားကြရမှာပါ။ဓမ္မသာလင်အရမဝါဒီတွေစိတ်သုံးပြောက်ွယ်ပြီးတော့မှตายာလှပတဲ့ဓမ္မနိုင်ငံတော်ကိုထူထောင်နိုင်ကြပါလိမ့်မယ်လို့ပြောကြရင်လည်းဒီပြန်လည်တင်ပြချက်ကိုနေကုန်ကပ်ပါသုံးသပ်ရပါတယ်။အလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်။